မနေ့2025ခုနှစ်မတ်လ10ရက်နေ့မှာကြာရောက်ခဲ့တဲ့24နှစ်မြောက်ကယန်းလူငယ်များနေ့အခမ်းအနားကိုကယန်းဒေသအတွင်းနေရနှစ်ခုမှာကျင်းပပြုလုပ်ခဲ့ပါတယ်မတ်လ10ရက်နေ့ဟာကယန်းလူငယ်များနေ့ဖြစ်တယ်ဆိုတာကိုကယန်းလူငယ်တိုင်းသိရှိပြီးအလေးထားအတိမပြုဖို့လိုအပ်တယ်လို့ 24နှစ်မြောက်ကယန်းလူငယ်များနှင့်အခမ်းအနားကျင်းပရေးကော်မတီဝင်ခွန်လွန်မှုကပြောပါတယ်။ဒါဒီမဆလစင်နဲ့ကယန်းလူငယ်လူငယ်များနှင့်ဖြည့်တယ်ဆိုတာကယန်းလူငယ်တိုင်းတည်တယ်ပေါ့လေနော်တည်ဖို့လဲလိုတယ်။ဒါသူတို့တည်ချင်အဖြစ်သူတို့ရဲ့နှစ်သူနှစ်မြောက်ကိုအလေးထားလာမယ်အတိမပြုလာမယ်ဆိုတော့အာဒီနှစ်မျိုးဖြစ်လာဖို့အတွက်ကရှေ့သမိုင်းစစ်စစ်ကလေးရပါလိမ့်နော်။အာကျွန်တော်ရဲ့ခရီးလူငယ်ကောင်းဆောင်တွေကဘယ်လောက်ထိကြိုးစားမှဖြစ်လာခဲ့တယ် အခုလက်ရှိကျွန်တော်တို့ရဲ့လူငယ်ကဒါတီးသွားရင်ဒါတီးသွားခြင်းအဖြစ်ဒါကဲလူငယ်များနေ့ကအရေးအကြီးတယ်ဆိုလဲကျွန်တော်ပြောချင်ပါတယ်ဗျာအမျိုးသားရေနှိုးကြတော့ကရင်လူငယ်များစတဲ့စုစည်းတဲ့2000ခုနှစ်မတ်လ10ရက်နေ့ကိုကရင်လူငယ်များနေ့အဖြစ်စတဲ့အသီးမပြုတ်လာရမှာယခု2025ခုနှစ်မတ်လ10ရက်နေ့မှာကြာရောက်တဲ့ ကယန်းလူငယ်များနေ့ဟာ24နှစ်မြောက်ရှစ်လာပြီဖြစ်ပါတယ်ခုလိုပြုတ်လောက်တဲ့ကယန်းလူငယ်များနေ့မှာဇုံတွေအတူတကွပူပေါင်းပြီးလှုပ်ဆောင်နိုင်ခဲ့တဲ့အပေါ်ဂျီနတ်တယ်လို့ဇုံ73ရဲ့ဇုံမူမူရှားနာက ပြောပါတယ်တော်တော်များအရင်တော့ကျွန်တော်တို့ကဒီ ကရန်လူငယ်နေ့ဆိုလို့ရှိရင်တော့တိတ်မတိခဲကြအောင်ပေါ့နော်မတိခဲကြဘူးဆိုတဲ့ပုံမှာပြတော့မှတိတ်လည်းမလို့လူလူငယ်ကြားမှာဆိုလို့ရှိရင်ယဉ်နေမှုမရှိဘူးပေါ့နော်ဒီချိန်မျိုးမှာဆိုလို့ရှိရင်တော့အခက်ခဲမျိုးမျိုးကြားကနေဇုံလေးပူပေါင်းပြတော့မှအတူတကွာအဲဆူယောင်ပြတော့မှလှုပ်ဆောင်နိုင်တဲ့ပုံမှာပေါ့နော်အရင်ဂျင်နဲ့ တယ်ဗောနလူငယ်တယောက်အနေနဲ့ဗောနပြောမလူငယ်အားလုံးရဲ့ကိုစားအနေနဲ့ဆိုလို့ရှိရင်အဲကိုရဲ့နေ့ကိုတည်သွားတယ်ပြောမပါဝင်နိုင်တဲ့အခွင့်အရေးရရှိသွားတဲ့အတွက်ကြောင့်မလို့တကယ်ဝမ်းသာချင်နိုင်မိပီတိဖြစ်မိတယ်ဗောန24နှစ်မြောက်ကရင်လူငယ်များနေ့အခမ်းအနားစီစဉ်တွေမှာကရင်အမျိုးသားအလံအလေးပြူတာတွေကရင်လူငယ်များနေ့ဖြစ်ပေါ်လာပုံသမိုင်းဖတ်ကြားတာတွေလူငယ်တွေအတွက်အပီအမစကားပြောတာတွေ အကပရိသာပြိုင်ပွဲ ပြုလုပ်တာတွေတချင်းပြိုင်ပွဲတွေနဲ့အကစားပြိုင်ပွဲ စုတွေ ချင်းမြင့်တာတွေအပြင်ဘုံအကဝိုင်းကတာတွေလည်းပြုလုပ်ခဲ့ကြပါတယ်အခမ်းအနားဖြစ်မြောက်ရေးအတွက်ကရန်အမျိုးသမီးအစည်းအရုံးကရန်ပြည်သူ့ပါတီပါတီဝင်လူငယ်စီးအဖွဲ့ကရန်လူထုဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုအသင်းကရန်တောင်တန်းရက်ရွာအခြေပြုကောလိပ်ကရန်မျိုးဆက်တိလူငယ် ဒေတာခံလူထုတွေနဲ့ဇုံလူငယ်တွေက ပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းပြီးပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကရမ်းလူငယ်တွေရဲ့အမျိုးသားရေးအသိနူးကြမှုကိုအတိမပြုဖို့နဲ့ဂုံပြုဖို့အပြင် လူငယ်တွေအချင်းချင်းယဉ်ညိမှုနဲ့စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းမိတင်ဖို့ရည်ရွယ်ပြီးအခုလို့ 24နှစ်မြောက်ဂယန်းလူငယ်များနှင့်အခမ်းအနားကိုပြုလုပ်ရတာဖြစ်ပါတယ်။